မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအုပ်ဖို့မြို့နယ်မှာတကောင်စင်းကောက်ရံအတန်ချက်ဆက်နဲ့လိုက်အော်နေတဲ့လက်ဥကုံအုပ်စုအုပ်ချုပ်ရေးမှူးပြူစောဒီခေါင်းဆောင်အောင်စောပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ18ရက်နေ့မွန်လွဲ2နာရီ30မိနစ်ခန့်မှာအုပ်ဖို့မြို့နယ်မှာအကြမ်းဖက်ဆက်တဲ့ရဲ့အမာခံတောက်တိုင်လက်ဥကုံအုပ်စုအုပ်ချုပ်ရေးမှူးပြူစောဒီခေါင်းဆောင်အောင်စောခေါ်ဇော်ထွန်းဟာ အုတ်ဖို့တာဆုံးရန်ကုန်ပြည်ကားလမ်းဘေးရဲကဲအနီးမှာရှိတဲ့လမ်းမပေါ်မှာသကောင်စင်းကောက်ယူရန်အတွက်အတန်ချက်ဆက်နဲ့လိုက်လံအော်နေတဲ့အချိန်တရားဝတိခရိုင်တရင်33ညနဲ့တက်ခွဲလေးမြေအောက်ပြောက်ကြားတပ်ဖွဲ့အုတ်ဖို့ကရဲဘော်များကတနက်ကြီးစံတစ်ချက်ဥကောင်းတက်တဲ့ပြစ်ခတ်ခဲ့ရာ ပွဲချင်းပြီးတည်ဆုံသွားတယ်လို့သိရပါတယ်။တည်ဆုံသွားတဲ့အုပ်ချုပ်ရေးမှူးပြူစောတီခေါင်းဆောင်အောင်စောခေါ်ဇော်ထွန်းစီကနေပြီးတော့လက်ပစ်ဘုံတစ်လုံး၊မိုဘိုင်းဖုန်းတစ်လုံးနဲ့ငွေသား9800ကျပ်တကိုတိမ့်စီရရှိခဲ့တယ်လို့သိရပါတယ်။အုပ်ချုပ်ရေးမှူးပြူစောတီခေါင်းဆောင်အောင်စောခေါ်ဇော်ထွန်းဟာအကြမ်းတ်၁၇ရက်ထောက်တိုင်အမာခံတအူးဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့အများရဲ့ PDF ရဲဘော်များရဲ့အချက်လက်များကိုစစ်တပ်ထံထောက်လန်းသတင်းပေးပို့ခြင်း ်စစ်တပ်အလို့ကြပြည်သူများကိုအတေးကျချင်းချောက်ပြီးတော့စစ်မှုထမ်းရန်လူစုပေးခြင်းနဲ့ငွေကြေးကောက်ခံပေးခြင်းစစ်တပ်ရဲ့သကောင်စင်းကောက်ယူရမ်းမှာဥဆောင်ပါဝင်ပေးခြင်းများကိုလှုံ့ဆော်နေတဲ့အတွက်ကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အုတ်ကြီးကစစ်မှုထမ်းဖို့လူစုတာလဲတော်တော်ကိုစိုးနေတယ်သူနေတာကရန်ကုန်ပြည်လမ်းအနောက်ဘက်မှာမဟုတ်လို့ PDF တွေမလာနိုင်ဘူးဆိုပြီးတော့ထိနှိုင်းကျဲနေတာပြည်သူတွေအပေါ်ဖိနှိပ်မှုတွေအရန်ဆုံးလာတာကြောင့်သူ့ရဲ့အခြေအနေကိုစီစစ်ပြီးတော့ရေးယူခဲ့တာပါသူ့ကိုရှင်းလင်းလိုက်တဲ့နားကရဲစခန်းကရဲတွေကိုလည်း တာဝန်ပေါ်ရလို့ဆိုပြီးတော့နေပြောင်းမယ်လို့ကြားတယ်လို့တရားဝတိခံတရင်383ညနဲ့သတင်းနဲ့ပြောင်းကြားရေးတာဝန်ခံရဲဘော်ဒူးရကပြောဆိုထားပါရယ်တရားဝတိခံတရင်383ညနဲ့တက်ခွဲလေးမြေအောက်ပြောက်ကြားတက်ဖွဲ့အနေနဲ့အကြမ်းမစစ်တဲ့အတွက်စစ်မှုထမ်းရန်အတင်းကျပ်လူစုပေးနေတဲ့သူများပြည်သူများနဲ့တော်လိုင်းတက်ဖွဲ့များကိုဒုက္ခပေးနေသူများရဲ့အချက်အလက်များကိုလက်ခံရရှိထားပြီးပြီဖြစ်တဲ့အတွက်အရေးယူမှုများကိုဆက်လက်ပြီးတော့ပြုလုပ်သွားမှာဖြစ်တယ်လို့ရဲဘော်ဒူးရကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်း6မြို့နယ်စေကံကျေးွာအနီးမှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာစစ်သားအယောက်20ခန့်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဗ ెంబ ာလ23ရက်နေ့မနက်7:00နာရီကအချိန်မှာ6မြို့နယ်စေကံကျေးွာအနီးမှာရှိတဲ့6 Gorilla Force CGF 6မြို့နယ်ပျောက်ကြားတပ်ဖွဲ့နဲ့6မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့6ပတ်ကဖတို့ကပူးပေါင်းအထိုင်ချထားတဲ့ယာယီစခန်းကိုအင်အား80ခန်းနဲ့လာရောက်ပြီးတော့ဝိုင်းဝန်းတိုက်ခိုက်တဲ့အကြမ်းဖက်စစ်သားများကိုကြိုတင်ပြင်ဆင်ထားတဲ့နင်းမိုင်းတိုင်မိုင်းဆွဲမိုင်းအဝေးထိန်မိုင်းတို့နဲ့ပြန်လည်ခုခံတိုက်ခတ်ခဲ့ရာအကြမ်းဖက်စစ်သားအယောက်20ခန်းသေဆုံးပြီးအယောက်30ခန်းထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်6မြို့ကနေထွက်လာတာကျွန်တော်တို့စခန်းကိုဝင်စီးမယ်ဆိုတာသတင်းကြိုရတာပေါ့သတင်းကြိုရတဲ့အတွက်မိုင်းတွေကိုတေချာထောင်ထားတယ်မိုင်းတွေကိုအသက်တွင်းထားတယ်သူတို့ဝင်လာတဲ့အချိန်မှာအလင်းငိုက်မိုင်းဆွဲတိုက်ခိုက်လိုက်တယ် စခန်းထဲမှာထောင်ထားတဲ့အော်တိုမိုင်းတွေလည်းထပြီးတော့ကွဲတယ်ပေးပါမိုင်းတွေလည်းကွဲတယ်အဲ့ဒါကြောင့်ထိခိုက်သိမ်းဆုံးမှုများတာကိုမျက်မြင်တွေ့ခဲ့ရတာအဲ့လိုမျိုးမိုင်းဆွဲပြီးတော့၈နာရီ၅မိနစ်လောက်မှာကျွန်တော်တို့ဘက်ကပြန်ဆုတ်ပေးလိုက်တယ်ရင်းဆိုင်တိုက်ပွဲမလုပ်တော့ဘဲနဲ့တတ်ဆုတ်ပေးလိုက်တယ်လို့ 6မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့6ပတ်ကဖတာဝန်ခံ UC ကပြောဆိုထားပါတယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များစခန်းကနေဆုတ်ခွာပေးပြီးတဲ့နောက်အကြမ်းဖက်စစ်သားများဟာစေကံချေးရွာအနီးတဝိုက်မှာစခန်းချဆက်လက်နေထိုင်နေတဲ့အတွက်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များပူးပေါင်းပြီးတော့80မမလက်နက်ကြီးနဲ့နိုဝင်ဘာလ14ရက်နေ့ညနေ4နာရီကမှတွားရောက်ပစ်ခတ်တိုက်ခိုက်ရောထိခိုက်သေးဆုံးမှုတွေရှိတော့လဲအရေးအတွက်ကိုတော့အတိအကျမသိရဘူးလို့ပြောပါတယ်ကျွန်တော်တို့စခန်းပတ်ချာလဲနဲ့ရွာပတ်ချာလဲမှာဆက်ပြီးတော့ရှိနေတာဒဏ်ရာရတဲ့သူတွေကိုစေကူတာနေတာစစ်ကြောင်းဆွဲထုတ်ဖို့ရယ်ပြန်လုပ်ဖို့ရယ်စီစဉ်နေကြတာ အဲ့ဒါကြောင့်80မမနဲ့လှမ်းပစ်တာအဲ့ဒီမှာလည်းထိခိုက်သိမ်းဆုံးမှုတွေရှိတယ်လို့သတင်းရတယ်အဝေးကနေလှမ်းပစ်တာရဲ့အနီးကတိုက်ပွဲမစင်နှဲနိုင်တာရဲ့ကြောင့်အတိအကျတော့မသိရဘူးကျွန်တော်တို့ဘက်ကရဲဘော်တွေအလုံးကတော့အထိကိမရှိပါဘူးလို့6မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့6ပကဖတာဝန်ခံရဲဘော် UC ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို6 Guerrilla Force CGF နဲ့6မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့6ပကဖအလောင်ကမြို့ပြပြောင်ကြားတပ်ဖွဲ့နဲ့ရေနံကြောင်ကဖေကန်ကောင်းအဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းကံဘလူမြို့နယ်မှာရှိတဲ့ရွှေဘုံမြေကြီးနားလမ်းမိုင်းမှာအကြမ်းဖက်စစ်တပ်ကခရီးသည်တင်ကားတစီးကို drone နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်တန်တာတော်တပားနဲ့ပြည်သူ၃ဦးသေဆုံးပြီး၁၀ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ၁၈ရက်နေ့မနက်9:30မိနစ်နဲ့မနက်8:20မိနစ်ခန့်အချိန်မှာကံဘလူမြို့နယ်ရွှေဘုံမြေကြီးနားဘူဟာလမ်းမိုင်း ဇီးကုန်းတကြားဆက်မှာအထိုင်ချထားတဲ့စစ်တပ်ကခီးတဲ့တင်ကားတစ်စီးကို drone နဲ့87မမဘုံသေး၅လုံးနဲ့ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းမဲ့စစ်တပ်ရဲ့ drone နဲ့ဘုံကျဲမှုကြောင့်ငွေတိုးမှန်ခီးတဲ့တင်ကားပေါ်မှာလိုက်ပါလာတဲ့တန်ဃာတော်တပါးအမျိုးသား၂ဦးနဲ့အမျိုးသမီး၁ဦးစုစုပေါင်း၄ဦးတေဆုံးသွားပြီးတော့ပြည်သူ၁၀ဦးထိခိုက်ဒဏ်ရာရရှိကာနေရက်လိပ်စာနဲ့အမိများကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါဗျ။ဘာတိုက်ပွဲမှမရှိပါဘူး။အဲ့ဒီလမ်းကြောပေါ်မှာကားခဏရပ်ပြီးတော့နားနေတာကိုစစ်ခွေးတွေက drone နဲ့ဘုံကျဲသွားတာကားပေါ်မှာပါလာတဲ့ပြည်သူတွေထိမှန်ပြီးတော့တေဆုံးကုန်တာ၁၀ ဦးတော့ထိခိုက်ဒဏ်ရာရထားတယ်။တန်ကတော့တပားနဲ့ပြည်သူ၃ဦးကတော့တေဆုံးသွားပြီလို့သိရတယ်လို့ကျွန်းလာကံဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ကံဘလူမြို့နယ်နဲ့ကျွန်းလာမြို့နယ်တို့မှာအကြမ်းဖက်ဆက်တံနဲ့ပြူစော်တိများက ပြည်သူပိုင်းနေအိမ်များကိုစစ်ကြောင်းထုတ်မီးရှို့ဖျက်ဆီးပြီးတော့ပြည်သူများကိုတပ်ဖြတ်ခြင်း၊ရွာများကိုပြင်မှတ်ထားပြီးတော့ drone နဲ့ပုံတိချခြင်းပြူစောတိတင်တဲ့တိုက်ရောက်ရန်ပြည်သူများကိုအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းများကို November လအတွင်းမှာဆက်လက်ပြီးတော့လှုံ့ဆော်နေပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားများဖမ်းဆီးခေါ်ဆောင်သွားတယ်ပြည်သူအယောက်130ခန်းကိုလည်းယနေ့အချိန်ထိကိုပြန်လည်လွှတ်ပေးခြင်းမရှိသေးဘူးလို့သိရပါတယ်။ဒါ့အပြင် November လ16ရက်နေ့18ရက်နေ့တို့မှာ ကန့်ဘလူမြို့နယ်အလဲခုံရွာနယ်ကျွလာမြို့နယ်ရွာကုန်းကြီးရွာလိန်စင်းတောင်ရွာတို့ကိုအကြမ်းဖက်ဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့နှစ်ရက်ဆက်တိုက်အကြောင်းမဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ရွာကုန်းကြီးရွာကနေအိမ်၃လုံးမိလောင်ပြက်စီးသွားပြီးတော့လိန်စင်းတောင်ရွာကနေအိမ်၆လုံးကားဝက်လျှော့ကကားရှစ်စီးနဲ့စံကဲတစီးလို့ပြက်စီးခဲ့ပြီးတော့ခပောင်းယုံရွာကဥမောင်းတိုင်းဘုံစာထိမှန်ပြီးတော့တေဆုံးခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်ကောင်စီက73စီခွဲတန်းများလုံးဝချမှတ်ပေးတဲ့ပြည်နယ်နဲ့မြို့နယ်များစည်ရင်းကိုထုတ်ပြန်ကြေညာလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ18ရက်နေ့မှာအချမ်းဘတ်စစ်ကောင်စီလက်အောက်ခံစွန့်ရင်ဝင်ကြီးဌာနကအခုလိုအတိပေးလာခြင်းဖြစ်ပြီးတော့မြည်သည့်အကြောင်းပြချက်နဲ့မှာအဲ့ဒီမြို့နယ်များကို73စီများတည်ယူပို့ဆောင်ခြင်းများမပြုလုပ်ကြရန်ပိတ်ပင်ထားတဲ့နယ်မြေများကတပ်ဆိုင်ရာစစ်တပ်နဲ့ရုံးဌာနများအတွက်73စီများကိုတော့အထူးကိစ္စရအဖြစ်နဲ့ခွင့်ပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီက73စီ PO များလုံးဝချထားခြင်းမ ပြုတ်ရတဲ့နေရာများမှာကချင်ပြည်နယ်မှာမြေကြီးနားမြို့ကလွဲပြီးတော့မြို့နယ်များအလုံးပါဝင်နေတယ်လို့သိရပါတယ်။လာရှိုးနောင်ချိုးအပါအဝင်ရှမ်းမြောက်ဒေသတစ်ခုလုံးချင်းပြည်နယ်မှာရှိတဲ့မြို့နယ်များအလုံး73စီ PO များလုံးဝမချပေးတော့ဘူးလို့သိရပါတယ်။စစ်ကောင်စီရဲ့ညွှန်ကြားချက်အရ73စီချထားပေးခြင်းမရှိတော့ဘဲပိတ်ပင်လိုက်တဲ့မြို့နယ်များဟာထီးကြိုင်ပလဲဝက်လက်ဘန်းမောက်မင်းလာမော်လိုက်ကတာမိုးမိတ်ချောင်းဦးနောင်ချိုးလာရှိုးခန့်ပတ်မိုင်းရယ်ကလေးစားလင်းကြီးကျွန်းလာရေဦးဖောင်းပြင်းမြင်းမူနဘာ ဗုဒ္ဓလင်အင်းတော်ရင်းမာပင်ရင်းနီကံဘလူတမူးမြောင်ခင်ဦးဒီပဲရင်ကောလင်ပေါ့မကွေးမိုးကုတ်မြင်းကြံတို့ပါဝင်တယ်လို့သိရပါတယ်ထုတ်ပြန်လိုက်တဲ့မြို့နယ်တွေမှာရှိတဲ့စီဆိုင်တွေကို PO 73စီခွဲတန်းနေလုံးဝထုံမပေးတော့ဘူးလို့ပြောတာပါ ပီအိုတွေချမပေးတော့ပါဘူး။ဘာအကြောင်းပြချက်နဲ့မှအဲ့ဒီဆိုင်တွေကိုစီထုတ်ပေးစရာမလိုတော့ဘူးဆိုတဲ့သဘောပဲ။ဘာအကြောင်းပြချက်နဲ့မှအဲ့ဒီဘက်ကိုစီတယ်လို့မရတော့ဘူးလို့စီလုံငန်းရှင်တူကပြောဆိုထားပါတယ်။စစ်ကောင်စီက73စီအယောက်ဆိုင်များနဲ့ကုမ္ပဏီများကိုတင်းကျပ်မှုများလှုံ့ဆော်လာရမှာအထူးသဖြင့်73စီတဲဆောင်ရမှာတင်ပြခွင့်ပြုထားတဲ့ခရီးအစုံနေရာအထိကိုတည်ယူမဲ့73စီပမာဏအထိအကျကိုအလေလွတ်မရှိဘဲနဲ့တည်ယူရန်စီတည်ယူရမှာလဲတင်ပြခွင့်ပြုထားတဲ့ စီပေါင်းစားရင်ကလွဲပြီးတော့မြည်သည့်အစားထိုးရင်ကုန်မှအသုံးပြုခြင်းမပြုရန်ရောင်းချရန်ခွင့်ပြုထားတဲ့စက်သုံးစီပမာဏအတိုင်းရောင်းဝယ်ရန်စီအိုတူလောင်ပြီးတော့ပြင်ပကိုထုတ်ရောင်းခြင်းလုံးဝလုံးဝမပြုတ်လို့ရန်စီကန်းချက်နဲ့ညွှန်ကြားချက်အသင်းများထုတ်ပြန်တေးချက်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းဖေကုံမြို့နယ်မှာရှိတဲ့ဘန်ကောက်စစ်ဘေးရှောင်စခန်းကိုအကြမ်းဖက်ဆက်တပ်ကလေယာဉ်နဲ့ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့်ဖျားเจ้าနဲ့နေအိမ်များပျက်စီးသွားခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့နိုဝင်ဘာလ18ရက်နေ့မနက်7:30မိနစ်ခန့်မှာဖေကုံမြို့နယ်လက်ဤကျေးရွာအနီးမှာရှိတဲ့ဘန်ကောက်စစ်ပေးဆောင်စခန်းကိုအကြမ်းမဆက်တကတိုက်လေရဲနှစ်စီးနဲ့ပေါင်900ဘုံးနဲ့တစ်ကြိမ်ပေါင်200ဘုံးနဲ့နှစ်ကြိမ်စုစုပေါင်းဘုံး9လုံးကျဲချတိုက်ခိုက်ခဲ့ရာစစ်ပေးဆောင်ပြည်သူများထိခိုက်မှုရှိပြီးတော့ဘန်ကောက်စစ်ပေးဆောင်စခန်းနဲ့၎င်းအနီးတစ်ဝိုက်မှာရှိတဲ့နေအိမ်နဲ့ဖျားเจ้าတို့ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်ပြည်သူတွေထိခိုက်မှုကရှိတယ်အသေးစိတ်မသိရသေးဘူးတိုက်ပွဲမရှိဘဲနဲ့ဘုံးကျဲသွားတာပါလေရင်တွေက3-4ရက်တခါပြန်နေကြဆိုတော့မိဘပြည်သူတွေအနေနဲ့သတိဝိရိယနဲ့ နေကြဖို့တိုက်တွန်းကြပါတယ်လို့1007မိုးပြဲ PDF 2တရင်နဲ့ပြန်ကြားရေးဌာနကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်အဲ့ဒီဘန်ကောက်စစ်ဘေးရှောင်စခန်းကိုပြီးခဲ့တဲ့စက်တင်ဘာလ9ရက်နေ့ကလည်းအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကြောင်းကနေဘုံကျဲချခဲ့ရာကလေးငယ်နဲ့အမျိုးသမီးများအပါအဝင်စစ်ဘေးရှောင်ပြည်သူ10ဦးထက်မနည်းတေဆုံးခဲ့ရတယ်လို့သိရပါတယ်အခုလိုမျိုးဘုံကျဲတိုက်ခိုက်မှုကြောင့်စစ်ဘေးရှောင်ပြည်သူအများစုဟာဘေးလွတ်ရာကိုပြောင်းရွှေ့နေထိုင်ခဲ့ကြတော့လေ ြောင်းရွှေ့ရန်ခက်ခဲနေတဲ့သူများဟာကြံ့ရှိနေသေးဖြစ်တယ်လို့သိရပါတယ်။လက်ရှိကုံစင်းနှုံအစမတန်မြင့်တက်မှုကြောင့်စားဝတ်နေရေးစေဝါစတဲ့လူတွေရဲ့အခြေခံစားသောက်ကုန်များဝယ်ယူရန်အခက်ခဲများနဲ့ရေးဆိုင်နေရာကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။